ကျွန်တော်တို့ဒီ pride လုပ်ငန်းတွေ pride ဆောင်ရွက်တယ်ဆိုတာကဒါဟိုနှလုံးသားနှာမအများအတွက်နေနာခံနိုင်မှဒါလုပ်လို့ရတာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့အများကြီးစိတ်သက်တွေတတိတွေရှိဖို့လိုတယ်အဲ့လိုစိတ်သက်တွေတတိတွေရှိတဲ့လူကိုကျွန်တော်တို့ကဒီဘက်ကကြွညွတ်မှုတွေပေါ့နော်ထပ်ပြီးတော့ဒါဒီလိုသဏ္ဍာန်တွေဖြစ်ပြီးတာဖြစ်ပါတယ်နောက်ပြီးတော့ဒီသဏ္ဍာန်တွေမှာကျွန်တော်တို့ကဒီပါဝင်တဲ့ဒီလူငယ်တွေဟာပေါ့နော်ဒီကိုယ့်ကိုယုံကြည်မှုလည်းရောက်အောင်မယ်နောက်ပြီးတော့ ဒီပညာရေးတက်သွားတဲ့အခါမှာကိုပေါဝင်ချင်းမှာဒီလိုမျိုးတဘာဘေးနဲ့ဖြစ်ခဲ့ရင်လည်းပဲဒါယုံကြည်ရှိရှိနဲ့ဘောနော်ဒါကိုတက်ဆွမ်းတဲ့လောက်ကိုဒေတာအကျိုးအတွက်ကိုဒါတည်ဖို့နိုင်နေဆိုတော့ဒါယုံကြည်ရမယ်။နောက်ပြီးတော့နောက်ထပ်လူငယ်အနေနဲ့လည်းဒီလိုတန်းတန်းမျိုးတွေရှိပါလားဘောနော်တက်တက်ရောက်လူရှိလူရှိရင်ကို့အတွက်ကောအများအတွက်ကောအကျိုးရှိတဲ့လူမျိုးလုံးကလှုပ်ခွင့်ရပါလားဆိုတော့ဒါယုံကြည်မှုတွေဘောနော်ရှိသွားစေအနေနဲ့ဒီတန်းတန်းစောင်းတာဖြစ်ပါတယ်ခင်ဗျာ။ဒါကျွန်တော်တို့အဓိကတော့ဘောနော်ကျွန်တော်တို့ဒီလူတန်းတန်းမျိုးကအများကြီးကျွန်တော်တို့ဒါဟိုလုံလုံးရမှာဖြစ်ပါတယ်။ဒီလိုမျိုးလုံးနိုင်တဲ့အတွက်လည်းကျွန်တော်အများကြီးဝမ်းသာပါပဲ။နောက်နေကျွန်တော်တို့ဒီကော်မတီအနေနဲ့ဘောနော်ဒီမျိုးဆက်တဲ့လူငယ် တယ်အများကြီးကိုထပ်ပြီးတော့လိုတင်တဲ့လေးအများကြီးဒီထပ်ပို့ပြီးတော့မကောင်းတဲ့တင်တဲ့လေးအများကြီးလည်းကျွန်တော်တို့တစ်ခါအားလျော့စွာပေါ့နော်ကျွန်တော်တို့ဒါဒီရင်းချင်းတဲ့ဘောလုံးရဲ့ကော်မတီအနေနဲ့လည်းကျွန်တော်တို့ဒါ ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအားကစားတဲ့လုပ်ငန်းကြီးကအထောက်အကူပြုလုပ်ငန်းကော်မတီအနေနဲ့ပေါ့နော်ဒါရန်ကုန်တိုင်းဒေသကြီးကြီးရဲ့ဒါအကိုစားပြုအားကစားအသင်းတွေပေါ့နော်ကျွန်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်အားကစားပွဲတွေမှာရှင်ပြန်တဲ့အခါမှာအောင်နိုင်ရေးအတွက်လည်းတစ်ဖက်တစ်လမ်းနဲ့ကျွန်တော်ဆောင်ရွက်သွားဖို့ရှိပါတယ်နောက်ပြီးတော့တိုင်းဒေသကြီးအားကစားကဏ္ဍဖွံ့ဖြိုးရေးနောက်အဓိကတော့လူငယ်ကဏ္ဍပေါ့တိုင်းဒေသကြီးရဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလူငယ်တွေရဲ့ကျွန်တော်တို့ဒါဘဝမြင့်နေလူငယ်တွေရဲ့ပညာရေးကျန်းမာရေးအာဘဝလုံခြုံရေးနောက်မွေးရေးဆေးနဲ့အခြားဖြည့်ဖြည့်ဆေးရဲ့အန္တရာယ်တွေကကာကွယ်ဖို့နောက်စာပေရင်ကြီးမှုအနည်းပညာကဏ္ဍတွေမှာတိုးတက်ဖို့နောက်ဆိုရှယ်မီဒီယာကိုကောင်းမွန်စွာသုံးချလ ို့စတဲ့လူငယ်အချို့ဖြစ်ထွန်းစေမယ့်ကိစ္စရဲ့တွေကိုတိုင်းဒေသကြီးကိုကျွန်တော်တို့အခြေပြုပြီးတော့ဆက်လက်ဆောင်ရွက်တော့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒါကျွန်တော်တို့နိုင်ငံကိုချစ်တဲ့စိတ်အဲကျွန်တော်တို့တိုင်းဒေသကြီးကိုချစ်တဲ့စိတ်နဲ့ကျွန်တော်တို့ဒီကော်မတီမှာပါဝင်တဲ့ညီကိုမောင်နှမတွေအားလုံးကတက်ညီလက်ညီကြိုးစားဆောင်ရွက်နေကြပါတယ်ကျွန်တော်လူငယ်တွေရဲ့အနာဂတ်မှာပုံမကောင်းမွန်တဲ့လူဖွဲ့စည်းတွေဖန်တီးနိုင်မှုအတွက်နောက်တိုင်းပြည်ရဲ့အနာဂတ်လှပဖို့အတွက်မိဘပြည်သူများအားလည်းလူငယ်တွေကိုလမ်းကြောင်းတက်မဲ့ပေးပြီးတော့တစ်ဖက်တစ်လမ်းနဲ့ပါဝင်ဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်ခင်ဗျာကျွန်တော်တို့ဒီလူငယ်စင်တာကြီးကတော့2025ခုနှစ်မတ်လ23ရက်နေ့မှာစတင်ပြီးတော့ဖွင့်လှစ်ထဲရကျွန် တော်တို့ဒီညီကောင်မောင်တော်မတွေတွေမှာတက်ညီလေဆောင်ရွက်နေကြတာပါကျွန်တော်တို့ဆောင်ရွက်နေစဉ်ကာလမှာမမျော်လင့်မဲနဲ့ဒီမက်လာ28ရက်နေ့မန္တလေးငလင်ကြီးလှုပ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဖြစ်ပွားခဲ့တဲ့အခါမှာလည်းဖြစ်ပွားပြီး48နာရီအတွင်းမှာဒါအခုဒီမှာကျွန်တော်တို့ညီကောင်မောင်တော်မတွေပေါ့နော်အချိန်နဲ့တပြင်းညီသွားရောက်ပြီးတော့ဒါကျွန်တော်တို့နေပြီးတော့မန္တလေးအဲ့နေရာတွေမှာကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ငန်းတွေလှူဒါန်းရေးလုပ်ငန်းတွေကိုကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီငလင်ဘေးကြောင့် ဟိုထိခိုက်ဆုံးရှုံးသွားတဲ့ဒေတာတွေပြည်နယ်ထူထောင်ရေးအတွက်ကိုရုပ်ရှင်သဘင်ဂီတဖြော်ရွေပွဲကြီးကိုလည်းရန်ကုန်မြို့မှာကျင်းပတဲ့အခါမှာကျွန်တော်တို့လုပ်ငန်းကော်မတီရဲ့ဦးဆောင်မှုနဲ့ပါကျွန်တော်တို့ဒုတိယဥက္ကဋ္ဌတော်ဦးထေးလင်းရနေပြီးတော့ဥက္ကဋ္ဌဖြစ်တာဝန်ယူပြီးတော့ကျွန်တော်တို့ဒီလူငယ်စင်တာမှာပါဝင်ဆောင်ရနေတဲ့လုပ်ငန်းကော်မတီတွေအားလုံးပူးပေါင်းပြီးတော့လောဝါဒါနာ၃ရက်ဒါနာပြုပြီးကျွန်တော်တို့ဆောင်ရွက်ခဲ့ကြပါတယ်ကျွန်တော်တို့ဒီငင်းငင်းနဲ့ဘွားလုံးညီကော်မတီရဲ့အဓိကရည်ရွယ်ချက်ကတော့ရန်ကုန်တိုင်းဒေသကြီးတွေမှာရှိတဲ့ပရာအိတလူမှုကူညီအသင်းအဖွဲ့တွေစုစည်းပြီးတော့တိုင်းဒေသကြီးတွေမှာသဘာဝဘေးတွေဖြစ်ခဲ့ရင်ကူညီဖို့နောက်အခြားတိုင်းဒေသကြီးပြည်နယ်တွေမှာမမျှော်လင့်မဲနဲ့သဘာဝဘေးရနေတဲ့ပေါ်ပေါက်လာ ခဲ့လို့ရှိရင်လည်းအချင်းနဲ့တပင်းကြီးသွားရောက်ကယ်ဆယ်နိုင်ဖို့ဆိုရရက်တွေနဲ့ဖွဲ့စည်းဆောင်ရွက်ထားတာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကလည်းအတက်နိုင်ဆုံးအဒီဒီမနောကယ်ဆယ်ပညာတွေပြပြဝဝတင်ယူပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒါအချင်းနဲ့တပင်းကြီးကယ်ဆယ်မှုတွေလုပ်နိုင်မှုတွေကိုစူးစမ်းပြင်ဆင်လေ့ကျင့်လျက်ရှိပါတယ် နေ့လှုပ်တဲ့ခန္ဓာလေးကတော့ကျွန်တော်ယနေ့ဖြစ်ပေါ်နေတဲ့တဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ပရိဒတ်ဂျင်းတောင်းလေးကိုဒီပရိဒတ်နဲ့ပတ်သက်တဲ့တည်တည်တိထိုက်တဲ့သင်တန်းလေးတွေဖြစ်ပေးခြင်းဖြစ်ပါတယ်ဒါကတော့တဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်စီစဉ်ခြင်းလိုပဲကျွန်တော်တို့မှတ်ယူပေးပါဗျာကျွန်တော်တို့ဒီ EMS မြန်မာအနေနဲ့ကျွန်တော်တို့ကရည်ရွယ်ချက်ကတော့ပြည်တိုင်းတည်တည်မှာရှိတဲ့ပရိဒတ်အသင်းအဖွဲ့တွေကိုကျွန်တော်တို့ချိတ်ဆက်ပြီးတော့အဲကျွန်တော်တို့ဒီမှာတဘာဝဘေးအန္တရာယ်ရင်မတော်တဆဖြစ်မှုတွေနဲ့လမ်းကြောင်းတစ်ချောင်းမှာ အရေးပေါ်ဖြစ်စဉ်များဖြစ်လို့ရှိရင်ကုညီနိုင်အတွက်ကျွန်တော်တို့ B2B ကျွန်တော်တို့ဒီ online အဲကျွန်တော်တို့ channel လေးနဲ့ပူပေါင်းပြီးတော့ချိတ်ဆက်ပြီးတော့အကူအညီပေးဆောင်ရွက်ခြင်းဖြစ်ပါလေဗျ။ကျွန်တော် private သမားတွေကတော့ဒီလောကကိုဝင်လာတဲ့ဆိုရက်ကျွန်တော်ပြည်သူ9ရက်သားသမီးတွေကိုကုညီဖို့တက်ကိုကျွန်တော်တို့ကရည်ရွယ်ပြီးဝင်လာတာပါ။အဲမြည်သည့်အကျိုးရလမှာပြောကိုဝင်လာတာမဟုတ်ပါဘူး။ဝါသနာနဲ့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဒီစေတနာတွေကိုအရင်ခံပြီးတော့လုပ်တဲ့အတွက် အဖက်ဖက်ကနေဘယ်လိုကူညီရမလဲဆိုတာပဲစဉ်းစားပြီးတော့ညီနိုင်တိုင်ပင်ပြီးတော့ကြာမာရေးလူမှုရေးကျွန်တော်တဘာပင်းနယ်တွေကိုဝိုင်းဝန်းကူညီခြင်းအဖြစ်လဲကျွန်တော်တို့ဒီလိုလေးတွေလုပ်ဖို့အတွက်ကိုအမြဲတမ်းရှင်းနေမှာပီတိဖြစ်ရပါတယ်ရှေ့ဆက်မဲ့လုပ်ငန်းတွေကတော့ကျွန်တော်အခုလက်ရှိကျွန်တော်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရန်ကုန်တိုင်းအတွမှာရှိတဲ့ပရဟိတအသင်းအဖွဲ့တွေစုပေါင်းပြီးတော့ resulting လေးတစ်ခုရှိလို့ရှိရင်ကျွန်တော်တို့ဒီရန်ကုန်တိုင်းအနေနဲ့အခြားဒေသတွေမှာဖြစ်လို့ရှိရင် ်အချိန်နဲ့တပြင်းကြီးသွားကူညီနိုင်ဖို့အတွက်စနစ်တကျဖွဲ့စည်းပြီးတော့သွားရောက်နိုင်ဖို့အတွက်ဒီတင်တန်းလေးနဲ့ဒီလိုအစုအဖွဲ့တွေကပူးပေါင်းပြီးတော့အဲဒီတင်တန်းလေးဖွင့်ပြီးတော့အဲဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲကျွန်တော်တာဝန်ထားတဲ့အပိုင်းကတော့ကျွန်တော်ရှည်ရှင်ပေါ့နော်ဒီထဲမှာဟိုနဲလူကယ်ဆယ်ရေးနဲ့ဒီဆက်လီမောင်းတက်အောင်ပေါ့ဆက်လီအမောင်းတင်တဲ့အပိုင်းကိုကျွန်တော်တာဝန်ထားပါတယ်ကြာကျွန်တော်တို့ကတော့2017ခုနှစ်တည်းကကျွန်တော်တို့ဒီဒီကယ်ဆယ်ရေးတင်တဲ့နေပေါ့နော်နဲကျွန်တော် ambulance တွေစပြီးတော့ လုံးဆက်ခဲ့တာပါအဓိကကတော့အဲလိုအပ်နေတဲ့သူတွေပေါ့ဒုက္ခရောက်နေတဲ့သူတွေကိုဘယ်လိုကယ်ဖို့ကုဖို့စဉ်းစားပြီးလုပ်ခဲ့တာဆက်ကြမို့အခုချိန်ထိလည်းကယ်ဖို့ကုဖို့ပဲအဓိကထားပြီးကျွန်တော်ဆောင်ရွက်နေဆက်ပါကြလူတွေအသက်ကြတဲ့နေရာမှာကိုယ့်ဘက်ကဆိုရှယ်မှုမရှိဘဲနဲ့ထိခိုက်မှုနည်းစွာနဲ့လူတွေအများကြီးအသက်ကြနိုင်အောင်ဆိုတော့သူတို့လူအသက်တွေကိုပို့ပြီးတော့ထိထိရောက်ရောက်ဖိပိစီစီကယ်နိုင်အောင်ကယ်နိုင်လိမ့်မယ်ကျွန်တော်ညွှန်လင့်ပါကြ ပရိဒသမားတွေအနေနဲ့ပေါ့နော်ကေစေးကြီးလှုပ်တဲ့အခါမှာကေတဲ့အခါမှာပေါ့နော်စင်ကြချင်းအောင်ကြုံတော့မှထားကြတာမဟုတ်ဖဲနဲ့ဒီလိုကေစေးကြီးတို့ကိုကြိုတင်ပြီးတော့အခုတည်းကဘေးမထစ်ခင်တဲ့ကြိုတင်ပြီးတော့လေးလာတင်မှုတွေနဲ့စင်ကြကေစေးနဲ့အောင်ကျွန်တော်တို့ပရိဒသမားတွေနဲ့စူးစမ်းနေပါတယ်လို့ပဲကျွန်တော်ပြောချင်ပါသေးတယ် ျွန်တော်တို့ကဟိုဒါဒုတိယချိန်ပြောအောင်ပေါ့နော်ပထမချိန်ကတော့ကျွန်တော်တို့ဒီ EMS ကျွန်တော်တို့ပထမချိန်မှာကျွန်တော်တို့ဒီရေပြင်ပေါ့နော်ရေပြင်ပေါ်မှာကျွန်တော်တို့အဲရေထဲမှာနေနိုင်နီးနောက်တော့ကိုယ့်ကို survival လုပ်နိုင်နီးကယ်ဆယ်ရေးသွားတဲ့အခါမှာလိုအပ်တဲ့ဆောင်းအောင်ဆောင်းအောင်လေးတွေနောက်တစ်ခုကဒီအဲရေကူးနီးအခြေခံပေါ့နော်ရေပြင်ပေါ်မှာအဲကဲနိုင်တဲ့နီးတွေကိုကျွန်တော်တို့တင် जा ပေးပါတယ်မနစ်ကဆိုရင်ကျွန်တော်တို့ရောက် 120ကျော်130လောက်ကျွန်တော်တို့တင်ပြပါတယ်တင်ပြတော့တကယ်လက်တွေ့သူတို့ရေပြင်မှာသူတို့သွားပြီးကယ်ရဆယ်ရတဲ့နေရာမှာအဲကျွန်တော်တို့ပြီးလိုက်တဲ့အသည့်တွေကျွန်တော်တို့ပြီးလိုက်တဲ့ပညာတွေကအများကြီးအထောက်အပံ့ဖြစ်ပါတယ်အတင်းတော်တော်များများပါနော်ဟုတ်ကျွန်တော်ကတော့ဒီကယ်ဆယ်ရေးကတော့လုပ်နေပါပါနော်ချစ်ဆက်လဲကျွန်တော်တို့လုပ်ပြီးနေပါပါလိုအပ်မှုတွေပေါ်မူတည်ပြီးတော့ကလေးတွေကိုကျွန်တော်က knowledge ရေးပေးတာတွေကျွန်တော်ရထားတဲ့အတွေ့အကြုံတွေသူတို့ sharing လုပ်ပေးတာတွေတက်နိုင်သလောက်ပေါ့ကျွန်တော်နိုင်သလောက်ဆက်ပြီးလုပ်ပြီးတော့မှာပဲညာ တဘွားပြီးဆိုတာဘယ်သူမှပြောလို့မရတဲ့အရာဖြစ်တဲ့အခါကျတော့အဲဒီဟာနဲ့ပတ်သက်ပြီးတော့ alert ဖြစ်ပါအမြဲတမ်းနှိုးကြွားနေပါ ကိုကိုအဲ့တော့တဘွားပြီးတဲ့ကတော့သူ့ရဲ့စိုးကြိုးပစ်စိုးတွေကတော့လာနေဦးမှာပဲအဲ့တော့အဲ့အရာတွေကိုကျွန်တော်တို့ကဘလူကာကွယ်ရမယ်ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့အသည့်တွေနောက်ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖတ်ရှုပါလေ့လာပါ ပြီးရင်ကျွန်တော်တို့ကလှုပ်ဆောင်ပါတော့เนาะ။နောက်ကျွန်တော်တို့ဒီနိုင်ငံတော်ကနေထုတ်ပြန်ထားတဲ့သတင်းအချက်အလက်တွေကိုလည်းတဘာဘီနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေအများတန်းလေးလာစောင့်ကြည့်ပါလို့ကျွန်တော်မှာကြားလို့ပါတယ်ခဲ့ဟုတ်။အဲကျွန်တော်ဒီလိုတင်တဲ့အများကြီးတက်ရတဲ့အတွက်ထူးလဲကျွန်တော်ဝမ်းသာပါတယ်။ထူးလဲကျွန်တော်ဒီတက်ခဲ့တဲ့ပညာဘာသာရေးတွေကဘယ်လောက်ကြီးကျိုးပန်းနိုင်မလဲဆိုတော့ကျွန်တော် လက်ရှိဖြစ်ပျက်နေတဲ့ဟာပေါ်မှာမူတည်ပြီးတော့အများကြီးလုံနိုင်မယ်လို့တော့ထင်ပါတယ်ခင်ဗျာဒီတင်တန်းတွေကုန်ပြီးသွားပြီဆိုရင်လည်းကျွန်တော်လက်ရှိကျွန်တော်အရှိမရှိရဲ့လူငယ်တွေမသိနားမလည်သေးတဲ့လူတွေကိုကျွန်တော်ဒီရရတဲ့ပညာဘာသာရေးလို့လည်းကျွန်တော်ပြန်လည်းမျှဝေပြပြီးတော့ဒီရပေးတဲ့ပညာဘာသာရေးနဲ့လည်းဒူတိုင်းကိုကျွန်တော်အကောင်းဆုံးပြအောင်ကျွန်တော်စူးစမ်းပြီးကူညီတော့ပါမယ်ခင်ဗျာကျွန်တော်တို့ဆိုရင်ဒါအရှိမလဲတော်တော်များများတက်ခဲ့ဘူးတော့ဒီဒါမဲ့ဆရာအစ်စ်တင်နေတွေ့တဲ့အခါဒီကဲဆေးအစ်စ်တင်နေတွေ့တဲ့အခါကျတော့ကိုတက် မတိနားမလဲတဲ့ဟာတွေလည်းရှိတယ်တီးတီးပြီးသားဥစ္စာတွေထပ်ပြီးတော့ဟိုပါပေါ့နှစ်ထက်ရှိမှမှတ်မိသလိုဆိုလိုနှစ်ခါပြန်ပြီးတော့မှတ်မိတော့လဲကိုရီတွက်ကအကျိုးရှိပါလားမြတ်ကိုဒီပရိဟိတကဒီကဲစိမ့်လို့မှတွေမဟုတ်ဘောကိုရှိမှအစင်မပြည့်လို့ခက်ခက်ဖြစ်တဲ့လို့ကိုဘက်ကစင်နာထားပြီးတော့ကုညီနောက်မှဒါလည်းပရိဟိတစိတ်တက်ပါပဲမြတ်အခုဖွင့်ပေးတဲ့သင်တန်းကြီးလည်းအဲရည်ရချက်တွေလည်းအများကြီးကောင်းတယ်အများကြီးကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီအနေရတစ်ခုကြုံလာတာနဲ့အရေးပေါ်တုတ်ပြန်နိုင်မှု အဓိကပေါ့နော်အရေးပေါ်တုတ်ပြန်နိုင်မှုနဲ့အဲဒီပရိတ်တသမားတွေဘေကင်းဖို့အတွက်ဒါကြောင့်လဲပရိတ်တသမားတွေကဒီစဘာသူတစ်ဖက်သားကိုကယ်ဆယ်တော့မယ့်အခါမှာကျွန်တော်တို့ဒုတိယလူနာမဖြစ်ဖို့လည်းအရေးကြီးတယ်ဒီအတွက်ဒီသင်တန်းတွေကအများကြီးလိုအပ်ပါတယ်ခင်ဗျာကျွန်တော်တွေ့ကြုံရတော့ကိုဗစ်မှာစပြီးစတွေ့တာပေါ့နော်ကျွန်တော်တို့ရှေ့မှာတင်သေဆုံးသွားတဲ့လူနာတွေအများကြီးကိုကြည့်ပြီးတော့ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်ရည်ရွယ်ချက်ကတော့အဲကျွန်တော်အသက်ရှိနေသမျှကာလပတ်လုံးကတော့ကျွန်တော်ကျွန်တော်တို့ရဲ့မိသားစုလုံခြုံရမယ် အပြီးအများပြည်သူလုံခြုံမှုကျွန်တော်တို့ပေးနိုင်ရမယ်အဲ့ရည်ရချက်ပေါ့နော်အခက်အခဲကြုံလာကျွန်တော်ကူညီပေးနိုင်ရမယ်အဲ့ရည်ရချက်ပေါ့နော်မိဘပြည်သူများကိုပြောချင်တာကတော့ပရိဒသမားတွေကိုဝန်းရံပေးပါဘာကြောင့်လဲဆိုတော့ပရိဒသမားတွေကတပါအများပြည်သူကိုကူညီပေးနေတယ်အပရိဒသမားတွေတကယ်ဒုက္ခကြုံလာတဲ့အခါမှာဆိုရင်ပရိဒသမားအချင်းချင်းဝန်းရံကြပြီးဝန်းရံပေးကြတယ်မို့ဒါပေမဲ့ပရိဒသမားတွေအခက်အခဲဖြစ်တဲ့အခါမှာအများကြီးအခက်အခဲဖြစ်ပါတယ် အဲကျွန်တော်တို့ဆိုရင်အခုကျွန်တော်အတွေ့အကြုံကျွန်တော်ပေါ့နော်ကျွန်တော်ဆိုရင်31ရက်နေရကျွန်တော်အိမ်မီလောင်ရတယ်အိမ်မီလောင်ရတဲ့အခါမှာဒီ3ရက်နေမှာကျွန်တော်ဒီတင်တဲ့ကိုလာတက်တယ်ဘာကြောင့်တက်တာလဲကျွန်တော်တို့အတွက်တက်တာမဟုတ်ဘူးကျွန်တော်တို့အများပြည်သူအတွက်အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကိုကူညီနိုင်ဖို့တက်တာအဲ့တော့ pride သမားတွေကိုအဓိက ပြောချင်တာတော့ဝန်ရံမိကြပါအဲအဲ့ဒါလေးပဲပြောချင်ပါတယ်